မေလ30ရက်နေ့ယေရှုခရစ်ရွေးနှုတ်တော်မူသောအဖြစ်အဖိုးကိုမပေးဘဲဖျားသခင်၏ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်ကြရ၏ယောမဩဝါဒစာအခန်းကြီး3အခန်းငယ်24ကယ်တင်ခြင်းစုကျေးဇူးသည် အခမဲ့ဖြစ်ပါသည်ဖျားသခင်၏လက်ဆောင်မှုများထဲမှဤကယ်တင်ခြင်းလက်ဆောင်သည်ငွေကြေးတန်ဖိုးတတ်မှတ်ထားခြင်းမရှိဘဲအခမဲ့ဖြစ်လေသည်တရားဟောဆရာများသည်လည်းတရားခုစရယ်များမဟုတ်ဘဲ ်တရင်ကောင်းတည်ဆောင်သူများသာဖြစ်ပါတယ်။တရင်ကောင်းမှာခရစ်တော်သည်ချမ်းသာလာသည့်အတိုင်းငါတို့အဖြစ်ကြောင့်အသေးခံတော်မူ၏။ကောရိန္သုဩဝါဒစာဆောင်ပရမစာဆောင် အခန်းကြီး15ခန်းငယ်3ဖြစ်ပါလိမ့်။ကယ်တင်ရှင်ကိုငွေဖြစ်တော်၎င်းလူ၏ဖြောင့်မတ်ခြင်းဖြစ်တော်၎င်းလူအဆင့်တန်းဖြစ်တော်၎င်းကျင့်ဝတ်တိတ်ခါအားဖြစ်တော်၎င်းဝယ်ယူ၍မရနိုင်ပေ။တမန်တော်ဟေရှာယကငွေမရှိသောသူတို့လာကြအ ငွေမပါပဲအဖိုးကိုမပေးပဲလာရင်ဟေရှာယအနာဂတိကျမ်းအခန်းကြီး55အခန်းငယ်1ကိုဆိုထားပါတယ်။ဖျားသခင်ကမိမိပုံစံဖြင့်ညှိနှိုင်းလောက်ကန်ခွင့်မရှိပဲဖျားသခင်ဤတတ်မှတ်ချက်များနဲ့သာလှုပ်ဆောင်ခွင့်ရှိပါသည်။ဖျားသခင်ဤတန်ဖိုးကြီးသောဇေနုံမတတ်မှတ်နိုင်သည့်ထာဝရလက်ဆောင်ဖြစ်သောကယ်တင်ရှင်စုဂျေစုကိုတင့်အားငွေချင်းနဲ့ဇေနုံမရှိပဲပေးအပ်နေပြီဖြစ်ပါသည်။အမှန်စင်စစ်ဘဝတွင် အခမဲ့ရနေသော အကောင်းဆုံးအရာများမှာ လေနှစ်ရေတို့ဖြစ်ပြီးမေတ္တာယုံကြည်မှုနှင့်မျှော်လင့်ချက်တို့သည်လည်းအခမဲ့ဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်းတန်ဖိုးအမြင့်ဆုံးဖြစ်တဲ့ဆွန့်လွတ်အနစ်နာခံမှုအားဖြင့်ကျွန်တော်အနေနဲ့ကယ်တင်ခြင်းဆုကျေးဇူးတော်ကိုအခမဲ့ရရှိခဲ့တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဘူးလည်းမြစ်တိုင်ရိုက်ခံလိုပါရယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ